ဂျပန်အင်တာဗျူးတွေမှာအသက်လွတ်အောင်ပြောလို့ရတဲ့မန္နာတွေကြောင့်ဒီကနေ့အနေနဲ့ပြောပြသွားပါမယ်။ Hello အားလုံးပဲမင်္ဂလာပါ။ကျမကတော့သင်စားပါ။ဂျပန်အင်တာဗျူးတွေကလည်းအင်တာဗျူအာနဲ့ကိုနဲ့စကားဆက်ပြောတဲ့အခါမှာအင်တာဗျူးဆက်တာမဟုတ်ဘဲနေတဲ့အင်တာဗျူးခန်းကိုစဝင်လိုက်ခနေကအင်တာဗျူးဆက်ပါတယ်တဲ့ပထမအဦးဆုံးကျမတို့ကအင်တာဗျူးခန်းထဲကိုမဝင်ခင်မှာအခန်းတကားကို၃ချက်ခောက်မယ်ခောက်ပြီးပြီဆိုလို့ရှိရင်ဆက်ပြီးတော့ဝင်မယ်ပေါ့နော်ဝင်ပြီးပြီဆိုလို့ရှိရင်တကားကို တကားဘက်ကိုမျက်နှာမူပြီးတော့တကားကိုတတလေးပြန်ပိတ်မယ်ပြန်ပိတ်ပြီးရင်ပြီးရင် interviewer ဘက်ကိုမျက်နှာမူပြီးတော့30 degree ပေါ့နော်အယိုသေးပေးမယ်ပေါ့အယိုသေးပေးပြီးပြီဆိုလို့ရှိရင် interviewer ကနေပြီးတော့ timer လို့ပြောတဲ့အခါမှာစပြီးတော့ timer ပေါ့နော် timer ဆိုလို့ရှိရင်လေကိုကခန္ဓာကိုယ်မမတ်ကလေး timer ပြီးရင်ညလုံးပေါ့နော် eye contact ကလည်းအရင်ကိုအရေးကြီးပါတယ် interviewer နဲ့ကိုယ်နဲ့ပေါ့နော်စကား ပြောတဲ့မိဖြစ်လို့တဲ့ညလုံးပေါ့နော် eye contact ကလည်းအရင်ကိုအရေးကြီးပါတယ် interviewer နဲ့ကိုယ်နဲ့ပေါ့နော်စကားပြောတဲ့မိဖြစ်လို့တဲ့အခါမှာ eye contact ကိုတည်ချလုပ်ပြီးတော့ဖြေမယ်ဆိုလို့ရှိရင်ဒါကကိုယ့်ကိုယ်ကိုယုံကြည်မှုရှိတဲ့ပုံစံပို့ပြီးတော့ပေါက်စီပါတယ်တဲ့ ။နောက်ပြီးတော့ဒီဂျပန်အင်တာဗျူးတွေမှာအရေးကြီးတဲ့အချက်ကပေါ့နော်အင်တာဗျူးသွားပြင်မယ်ဆိုလို့ရှိရင် suits ကိုအပြည့်စုံဝေးရပါတယ်။ယောက်ျားလေးတွေဆိုလို့ရှိရင် necktie လည်းပါရတယ်ပေါ့နော်။မိန်းကလေးတွေဆိုလို့ရှိရင် suits အပြည့်စုံဝတ်မယ်ပြီးရင်အဲ makeup ကိုမထုလုံးမပါလွန်းနဲ့ပေါ့နော်အင်တာဗျူးနဲ့တင်းတင်းနဲ့ makeup လေးလိမ့်မယ်ပြီးရင်အဲခေါ့လို့ခေါ်ရဲပေါ့နော်။အပြုံးလေးထည့်လိုက်မယ်ဆိုလို့ရှိရင်ဒါလုံးဝ uh past impression နေနဲ့ဒါလုံးဝ perfect ဖြစ်သွားပြီပေါ့နော်အဲ့တော့ interview ဖြေမယ်ဆိုလို့ရှိရင်ဒီမန္တာလေးတွေကလည်းအရန်ကိုအရေးကြီးတာမလို့အလုံးပဲတတိထားဖို့အတွက်တိုက်တွန်းကြပါရစေ။ဟဲ့ sorry ではまたね。バイバイ。